ားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေဈေးကတော့အထက်အချာကအချိန်20တိတိရှိပြီးတော့ညနေမှာတော့တရာအထက်နဲ့ဈေးပိတ်သွားပါပြီဒီနေ့က9ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့ညနေပိုင်းတိုင်းရွှေဈေးကတော့တရာတက်ပါတယ် 96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲသေးဆိုင်ကရောင်းတဲ့ဈေးက9200နဲ့မှ400ရာဆိုင်ကလက်ခံတဲ့ဈေးက9200နဲ့မှ300ရာလက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9300နဲ့မှ200ရာဆိုင်ကလက်ခံတဲ့ဈေးက9361.3ရာရှိနေပေါ့သေးရှိပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3384နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမန်ငွေ32.9နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲကဘန်ကောက်ထဲမှာလက်က200ရာရှိပါတယ်။လက်က BSC ထိုင်းရွှေအခဲတစ်ပတ်သားကို9200 2600နဲ့ပေါင်စည်းရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9300နဲ့ပြန်ပြီးတော့လက်ခံပါပါ။ လဝိညာဉ်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတစ်ထောင်ကနေတစ်ထောင်ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝိညာဉ်တပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့အပြင်ကို4600ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။အရှိမလဲထိုင်းရွှေစည်းတွေကတော့အတက်စင်းနေပဲရှိနေပါသေးတယ်။ထိုင်းရွှေကဆက်လက်တက်ဖို့လားလားရှိနေပါသေးတယ်။ထိုင်းရွှေခဲတပတ်သားကို6000ထိတက်မယ်လို့ခန့်မှန်းထားကြပါတယ်။ထိုင်းရွှေခဲတပတ်သားကိုမြန်မာငွေနဲ့တွက်မယ်ဆိုရင် 88000ကျော်လောက်ထိပေါင်းစည်းရှိပါတယ်။ထိုင်းရွှေလက်ဝဲရနာတစ်ဖက်သားကိုမြန်မာကျပ်ငွေနဲ့တွဲမယ်ဆိုရင်83800ကျော်လောက်ထိပေါင်းစည်းရှိပါတယ်။လက်ဝဲရနာရဲ့ဈေးနှုန်းတွေကထိုင်းရွှေအခဲရဲ့ဈေးနှုန်းတွေကလက်ခမပါသေးပါဘူး။လက်ခတော့ထက်တွက်မယ်ဆိုရင်ကြည့်တဲ့ပို့ပြီးတော့ကြာနိုင်ပါတယ်။ထိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေကတော့လက်ခစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လန့်ညွန်ပေးပါမယ်။တံခေါင်ထဲမှာဆိုရင်စီနက်ကလင်စီခော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ဘက်သားကိုလက်ခ200၊ငါးဘက်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ ထိုင်းရွှေစင်ငွေစည်းတွေကိုမြေတမ်းတင်ပေးပါတယ်ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်နိုင်ကြပါစေ